တခါတော့ကရွာတရွာမှာဖျားပွဲဆစ်စင်ကြပါရယ်ဖျားပွဲမှာဇက်ပွဲကပြဖြောဖြေကြရအများကြီးပါဝင်ပါရယ်ပြားဇက်ကကြတဲ့သူတွေကိုဘယ်သူမှပတ်စံမပေးကြပါဘူးဒါကြောင့်ပြားဇက်ကပြဖြောဖြေတဲ့သူတွေလည်းစိတ်ညစ်နေကြပါရယ်တေရှန်ဆိုတဲ့ဒီလူကတော့ပြားဇက်ကိုဆစ်စင်နဲ့မနေကြပါဒုက္ခပဲရွာသူရွာသားတွေကအလှငွေတိတ်ပြီးတော့မထည့်ဘူးဒီပုံစံအတိုင်းဆိုလို့ရှင်တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ ကျွန်တော်တို့ရွာဖျားပွဲနောက်ဆုံးနေကြရင်ရဝန်းကြီးရဲ့ရုပ်ထုကိုလည်းမီးရှို့ရအောင်မယ်လေဟုတ်တယ်ဟုတ်တယ်ခမ ्या ပြောတာမှန်တယ်ကျွန်တော်တို့ဘာလုပ်လို့ရမှာလဲလူတွေစေတနာရှိသလောက်ထဲမှာပဲကျွန်တော်တို့ပတ်ဆံရမှာလေလူတွေကပြဆက်ကြတော့လာကြည့်ကြတယ်အလုံငွေကြတော့လည်းမထည့်ကျင်ကြဘူးဘာမှလည်းအလောက်ထိစိုးရင်ပုံပန်မနေနဲ့လေဖျားရှိရပဲငါတို့ကနီးမှန်လမ်းမှန်ပြရတာမှာပေါ့တကယ်တကယ်ချင်းတော့ရင်ဘာမှအလောက်ထိလည်းစိုးရင်ပုံပန်မနေပါနဲ့ပတ်ဆံတွေဘာတွေခဏထားဖျားအားလုံးအစဉ်ပြေသွားဖို့အကြံနီးတန်းတစ်ခုရှိရဲ့ သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအဖွဲ့သားတွေအလုံးဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရီသူတို့ကရာဝန်ရဲ့ YouTube ကိုလည်းကိုရိုင်းလုတ်เสียမလို့တော့ပါဘူးဒီလိုနဲ့ YouTube တွေလိုအပ်တာတွေအားလုံးကိုကွင်းပြင်ကျဲကြီးရဲ့မှာထားခဲ့ကြပါရီဒါပေမဲ့လည်းရွာသူရွာသားတွေကကန်ဆိုးတယ်နဲ့တူပါရီအဲ့ဒီထဲကနေတရေမကြီးတွေထွက်လာပါရီကြည့်ပါအောင်ကြည့်ပါအောင်ရွာမှာ YouTube တွေအများကြီးထပ်ချတာပဲတမဲ YouTube ရဲ့ခနာကိုယ်ထဲမှာငါတို့ဝင်နေလို့ရတယ်နော်ရက်နေနေလောက်ငါတို့ဒီမှာဝင်နေကြမယ်ဆိုရင်ရောဘလို့လဲ ငါတို့မှနေစရာအင်ကလည်းရှိတာမဟုတ်ဘူး။ဒီလိုနဲ့တရေမကြီးနဲ့အတူတူသူရဲ့တရေတန်ငယ်ချင်းတွေကလည်းရုပ်ထုတွေမှာဝင်ပြီးနေကြပါရဲ့။သူတို့ရုပ်ထုတွေဝင်နေကြတဲ့အချိန်မှာရုပ်ထုတွေကအသက်ဝင်လာပါရဲ့။မျက်လုံးတွေလည်းလှုပ်ရှားလာခဲ့ကြပါရဲ့။ပြီးတာနဲ့သူတို့စကားတွေစပြောလာတော့တာပေါ့။ကောင်းနေဟေးကောင်းနေနေထိုင်ရတာကောင်းလိုက်ကြ။အခုမှပဲအသက်ရှင်သွားတယ်လို့ခံစားရတယ်။လွတ်လပ်ဖို့ပါနေရောပဲ။ဒါနဲ့လေအခုငါဘာအရန်စားရသေးလား။တခုခုစားမှဖြစ်မယ်နဲ့တူရယ်နော်။ ကျွာရဲဝယ်ကြီးကြမယ်လေကျွာရဲအမြန်သွားကြရအောင်ဗိုက်ရန်ကိုစနေပြီကျွာရဲမှာတော့စားတော့ဖို့အတွက်တခုမဟုတ်တခုရှိမှာပဲဒါနဲ့ကနဲ့တကယ်ချင်းအခုနလေလေငါရာဝန်းရဲ့အရေးအကြီးကြီးကိုမြင်လိုက်ရတယ်တိလားထူးဆန်းလိုက်တာနော်ဖျားဝဲနောက်ဆုံးရကရောက်တော့မှာရာဝန်းရဲ့အရေးကိုမြင်တွေ့နေရတယ်ဘာဖြစ်နေတာလဲမသိပါဘူးကွာဒီစကားကိုကြားခဲ့ရတဲ့တကယ်ချင်းဖြစ်သူကအတန်ကျဲကြီးနဲ့အော်ရီခဲ့ပါတယ်မင်းကငါမနဲ့ပိုင်မတောင်းနဲ့ဆိုပြီးတော့ပြောထားတယ်မလားဟမ်အခုလေကမူးနေပြီလား ရာဝန်ရဲ့အရေးကိုမင်းကဘယ်လိုလုပ်မြင်နိုင်မှာလဲရာဝန်ဆိုတာရှိတဲ့အရာမှမဟုတ်တာခဏနေလို့ရှင်မင်းကဟာနမန်ကြီးပေါ်မှာမြင်နေဆိုပြီးတော့ပြောမဲ့ကောင်အကိုကျွန်တော်ခမရောက်လိမ့်နေရမဟုတ်ဘူးနော်စားနောက်နေရလည်းမဟုတ်တလို့မျိုးမူးလည်းမူးမနေဘူးခမရောက်တကယ်ပြောနေတာကျွန်တော်အခုလေတဲ့အယုတ်အကြီးကြီးတယောက်ကိုမြင်လိုက်တယ်ကျွန်တော်အဲ့ဒါကိုမြင်လိုက်ရတော့အမူးကပြေသွားတယ်ဗျာဒါပေမဲ့နောက်ထပ်ရောသားတယောက်ကတော့တငယ်ချင်းဖြစ်သူပြောတဲ့စကားကိုလုံးဝနားမထောင်တလို့ယုံကြည်လည်းမရှိပါဘူးသူကတယောက်တည်းရှိပဲရှိနေခဲ့ပါတော့တယ် ဒီအချိန်မှာပဲရောမထထတဲ့အယုတ်တွေကအသက်ဝင်နေပြီးရွာထဲမှာလျှောက်သွားနေကြကြပါရဲ့ဒီအယုတ်ကြီးရဲ့လျှောက်သွားနေတာကိုတွေ့ကြရတဲ့အခါမှာတော့ပြောပါရဲ့ဟာဒုက္ခပဲသူပြောနေတဲ့စကားအမှန်တကယ်ပဲငါတို့ကွင်းပြင်ထဲမှာထထတဲ့အယုတ်တွေကအသက်ဝင်ပြီးတော့လျှောက်သွားနေတာဘယ်လိုဖြစ်ရတာလဲငါတို့ဒီကနေအမြန်ဆုံးမသွားဘူးဆိုလို့ရှိရင်တော့ဒီအယုတ်တွေရဲ့အစာဖြစ်သွားလိမ့်မယ်အမြန်ပြေးမှာပဲအဲ့လိုပြောပြီးနောက်မှာတော့နှစ်ယောက်စလုံးနဲ့အမြန်ဆုံးအပြေးလွှားပြေးကြပါရဲ့တယောက်ကတော့ပြေးတော့ဖြစ်ဖြစ်ပဲပြေးနိုင်ပါတယ်ပြေးနေပြေးနေနဲ့ရုပ်ထူကြီးသုံးခုကတော့သူ့ကိုဖမ်းခေါ်သွားနိုင်ခဲ့ပါတော့တယ် ။နောက်တော့သူ့ကိုတခါတဲ့အဆုံးသတ်ပေးလိုက်ပါရီ။ကျန်တဲ့ရွာသားတယောက်ကတော့အမြန်အမြန်ပြေးနေရင်ရွာထဲကိုဝင်သွားခဲ့ပါရီရွာထဲကိုရောက်တာနဲ့သူအတန်အကျဲကြီးနဲ့အော်ပြီးအားလုံးခေါ်ပါရီရွာသူရွာသားတွေအားလုံးနားထောင်ကြနားထောင်ကြပါအောင်ကျွန်တော်ပြောတာကိုနားထောင်ကြပါအောင်ဗျာအပြင်အမြန်ဆုံးထွက်လာခဲ့အပြင်မှာဘာတွေဖြစ်သွားပြီလဲဆိုတာကိုခမရတို့လာကြည့်အောင်ခမရတို့လေခွေထဲမှာထထတဲ့ရာဝမ်းနဲ့တခြားရုပ်ထုနှစ်ခုလုံးအသက်ဝင်လာခဲ့ပြီးသူတို့ရွာထဲမှာရှောက်သွားနေတယ်ကျွန်တော်နာကိုလိုက်လို့ကျွန်တော်တော့အသက်လို့ပြီးပြေးခဲ့ရတာအမြန်ထွက်လာခဲ့ကြအောင် ။မလောက်နေကြရတဲ့ခင်များတို့အားလုံးဘလောက်အရေးကြီးလို့ပြောနေအောင်ထွက်မလာကြဘူးလား။သူဘလောက်ပဲအော်ခေါ်နေပါစေရွာသူရွာသားတွေအားလုံးကတော့အပြင်ဝင်ထွက်မလာခဲ့ကြပါဘူး။ရွာသားတယောက်ကတော့အပြင်ကိုထွက်ဖို့အတွက်ကြိုးစားပါရယ်။ဒီချိန်သူ့ရဲ့မိန်းမသူ့ကိုဓာတ်လိုက်ပါရယ်။မတော်ပါနဲ့ယောက်ျားရဲ့မတော်ပါနဲ့ရှင်ရှူးတော့ပြီလားဘယ်ဟုတ်တော့ဖို့အတွက်စဉ်းစားနေရလဲအပြင်လုံးဝမထွက်နဲ့အချိန်ဝင်လဲကြည့်ဒီမှာအခုပြောနေတဲ့သူကဘယ်သူလဲဆိုတာရှင်သိရောသိလား။သူကရွာထဲမှာအရသမားငမူးသမားအယူကောင်သူပြောချင်တာရှောက်ပြောနေအောင်ယုံပြီးရှင်ဖီယွန်ထွက်အောင်မယ်ပေါ့လေ ဒါပေမဲ့သူပြောနေတဲ့စကားကိုနားထောင်ကြည့်ရတယ်လို့ဆိုရင်တော့အမှန်တိုင်းပြောနေရလားမသိဘူး။သူရဲ့အနောက်ကိုရုတ်ထုကြီးကလိုက်လာပြီးတော့သူ့ကိုတတ်တော့မယ်တဲ့။ရှင်းရလဲရှင်။သူကယူလို့လျှောက်ပြောနေရလေမူးနေဖြစ်မှာပေါ့။ရုတ်ထုကဘလို့ဖြစ်ပြီးတော့လူရဲ့အနောက်ကိုလိုက်နိုင်မှာလဲ။အရသမားပါဆိုနေမှာရှင်။အရကိုဈေးပေါ်ပေါ်နဲ့ရလာတယ်ဖြစ်မှာပေါ့။အဲဒါကြောင့်အဝအပြေအနှင်းကန်တောက်ပြီးတော့ပြောချင်တာလျှောက်ပြောနေတာ။ရှင်းဝင်ကျမမတော်နဲ့လို့ပြောထားတယ်ထွက်ရထွက်ကြည့်။ကဲတော့တော့တော့ရှင်တော့အိတ်တော့တော့ရှင်ကျမပြောတဲ့စကားနားမထောင်ဘူးဆိုရင်တော့ကျမတပြည့်စည်းကင်လိုက်ရမလား။ တစ်ဖက်မှာတော့ဂျွာသားရဲ့အရှိကိုရုပ်ထုတ်ကြီးတွေရောက်ရှိလာခဲ့ပါတယ်။ပြီးရနဲ့သူ့ကိုကြည့်ပြီးရီမောနေကြပါတယ်။ငါရရဲ့လက်ထက်ကလွတ်မယ်လို့ချင်နေရလား။ဘယ်အချိန်ထိပြေးမလဲ။ဒီနေ့အထိတင်မင်းကိုလွတ်အောင်ပြေးနိုင်ရသူရှိလား။မင်းရများတင်မင်းရဲ့လက်ထက်ကနေပြေးချင်သေးရလား။ဒီလိုနဲ့ရာဝါနဲ့ရုပ်ထုတ်ကြီးကအဲ့ဒီဂျွာသားကိုလည်းတခါရဲအဆုံးသတ်ပေးလိုက်ပါတော့တယ်။သူတို့လည်းနောက်နေမှာတော့ကွင်းပြင်ထဲမှာပြန်ပြီးသွားရနေကြပါတယ်။နောက်နေ့ရွာသူရွာသားတွေနိုးလာခဲ့တဲ့အချိန်အပြင်ကိုထွက်ကြည့်ရောရွာသားနှစ်ယောက်ရဲ့အလောင်းကိုတွေ့ခဲ့ရပါတယ် ရွာသားတွေလည်းရုတ်တရက်ဆိုတော့အံအားသင့်ပြီးလမ်းပြန်ကုန်ကြပါရဲ့မနေ့ကအပြင်ထွက်မယ်လို့ပြောတဲ့ရွာသားကတော့သူ့ရဲ့မိမကိုဒေါသတကြီးနဲ့ပြောလိုက်ပါရဲ့မနေ့ကတော့ကတော့မင်းပြောတဲ့စကားအမှန်ထင်လို့ငါအပြင်ကိုထွက်မသွားခဲ့ရငါပြောရင်မလားသူအမှန်အတိုင်းပြောတာဖြစ်လောက်မယ်ဆိုပြီးတော့အခုကြည့်မင်းကြောင့်နဲ့ငါတို့ရွာသားတယောက်အသက်ဆုံးရှုံးသွားခဲ့ရပြီဘလောက်တောင်မှတနာစရာကောင်းလိုက်လေသူတို့ကိုတဲရောက်ကအဆုံးတက်လိုက်တာပဲဖြစ်ရမယ်တနာပါရဲကွာတရခန့်ဘသူလဲဆိုတော့ကိုတော့မှငါတို့မတွေ့လိုက်ရဘူးတရခန့်ကိုသာတိမယ်ဆိုရင်တော့ငါတို့လည်းရဲလက်ထဲအဲ့လို့ရတာပေါ့ ရှင်ရလေကျမဘလို့သိမလဲမသိလို့ပေါ့ပြီးတော့သူကအရက်သမားလေအရက်သမားဆိုတာကဘယ်တော့ကစကားမှန်ပြောဘူးလို့လေသူအရက်တွေအများကြီးတောက်ပြီးရှောက်ပြောနေရလို့ပဲထင်တာပေါ့ကျမရှင့်မတော်ခိုင်းဘူးဆိုတာကလည်းရှင့်ကိုစိတ်ဘူးလို့ပါရွာသူရွာသားတွေကရွာသားနှစ်ယောက်လုံးရဲ့အလောင်းကိုမီရှုတကြုံပေးခဲ့ကြပါရီကွင်းမင်းကျဲကြီးရဲ့မရုပ်ထုတွေကအချင်းချင်းစကားပြောဆိုနေကြပါရီကဲဘလို့လဲမင်းတို့ကပြောလားမနေ့ကတော့လူနှစ်ယောက်ကိုအဆုံးသတ်ပေးလိုက်တာပြောစရာကြီးနော်။ကစားပွဲကတော့တကယ်စိတ်ဝင်စားစရာကောင်းတယ်။ ဟုတ်တယ်ဟုတ်တယ်စိတ်ဝင်စားစရာပဲကိုဟောက်ကိုလည်းတကယ်ကိုမကောင်းဆိုးအကြီးဖြစ်သွားတယ်လို့ခံစားရတယ်။ဒီအရောက်တွေကြောင့်ပိုပြီးရောကျွသွားသလိုပဲဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအချိန်ကိုပြန်လည်ရောက်ရှိသွားသလိုမျိုးပဲနော်။သူတို့အချင်းချင်းပြောနေတဲ့ဇာတ်ရည်ကိုအနီးနားမှာအလုံးလုံးနေတဲ့ရာဂျိုးဆိုတဲ့သူကြားသွားပါတယ်။သူကလည်းကီရှန်ကိုဒီကိစ္စတွေတော့ပြောပြပါတယ်။အကိုကျွန်တော်ပြောပြမယ်။ကျွန်တော်တို့ကွေးမြင့်ထဲမှာထပ်ထားတဲ့ရုပ်ထုကြီးတွေကအသက်ဝင်နေပြီလားမသိဘူးနော်ဒီနေ့အဲ့ဒီရုပ်ထုကြီးတွေအချင်းချင်းစကားပြောနေတဲ့အတောင်ကျွန်တော်ကြားခဲ့တယ် မယူသွားပြီလားဘာတွေပြောနေရလဲဒါကအယုတ်ကြီးပဲအယုတ်ကြီးတွေကဘလို့ဖြစ်လို့စကားပြောလို့ရမှာလဲခမရလို့အယူကတော့ဗျာခမရမနဲ့ဆော်မူးနေရလားဒါနဲ့ဒီအကြောင်းတွေခမရတခြားသူတွေကိုသမပြောနေနော်အလုံးခမရကိုယူနေပြီဆိုပြီးတော့ထင်သွားကြလိမ့်မယ်တိလားမဟုတ်ဘူးအကိုရဲ့ကျွန်တော်တကယ်ပြောနေရမယုံဘူးဆိုလို့ရှိရင်ခမရကိုယ်တိုင်စောင့်ကြည့်အဲ့လိုပြောပြီးနောက်မှာတော့သူလဲထွက်ခွာသွားပါလိသူတို့အချင်းချင်းအလုံးများနေခဲ့ကြပြီးညာကြီးမို့ချောက်အချိန်မှာအယုတ်တွေကရွာရဲပြောင်းဝင်လာခဲ့ပါလိရွာမှာရှေးရကြိုတွေကိုလည်းလိုက်ဒုက္ခပေးပြီးသွေးတွေတောက်ပြစ်ခဲ့ကြပါလိ မနမိုးလင်းပြီဆိုတာနဲ့ရွာသူရွာသားတွေကရွာထဲမှာအလောင်းတွေခဏခဏလိုက်ကောက်ရပါတယ်။ဒါကြောင့်အားလုံးကလည်းစုဝေပြီးတော့ဆွေးနွေးတိုင်ပင်ကြပါတယ်။ဒီမှာပထမဦးဆုံးဒီအမှုအခင်မဖြစ်ခင်ညတော်ကအရက်တမပြောထားတဲ့စကားကိုကျွန်တော်အခုချိန်ထိမှတ်မိသေးတယ်။သူ့နောက်ကိုရုပ်ထုကြီးတွေကလိုက်နေတယ်တဲ့။သူ့အသိမကြခင်ဆုံးသက်ပြက်လိုက်မယ်။ကဲကြပါအောင်ဆိုပြီးတော့အော်နေရ။ဒါရီအားလုံးကိုကျွန်တော်တို့ရွာမှာရှိတဲ့ရာဝန်ရုပ်ထုကြီးကလိုက်လုံနေတာရောမဖြစ်နိုင်ဘူးလား။ အယုတ်ဆိုလို့ကျွန်တော်တို့ရောမှာဒီအယုတ်ပဲရှိရလေဟုတ်တယ်ကျွန်တော်တို့လည်းလွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းကဆိုအရေးတွေကိုတွေးလိုက်တယ်ဒီအချိန်မှာရွာတကြီးရောက်ရှိလာပါတယ်ကောင်းပြီလေမင်းတို့အားလုံးကဒီအယုတ်တွေကိုတန်တရားဝင်နေရယ်ပြီးတော့ဒီနေ့ကဖျားပွဲနောက်ဆုံးနေဆိုတော့ငါတို့လုံးဆရာရှိတာလုပ်ရမယ်ငါတို့အဲ့ဒီအယုတ်တွေကိုမီးရှို့လိုက်မယ်ဒါဆိုရင်ဘလို့လဲဒီနောက်ရွာသူရွာသားတွေအကုန်လုံးကလည်းညနေဆောင်နေဝင်သွားမယ့်အချိန်ကိုပျော်လင့်တကြီးစောင့်မျှော်နေကြကြပါတယ်ယနေ့နေဝင်သွားပြီဆိုတာနဲ့ရွာသူရွာသားတွေအားလုံးကလည်းကွဲမြဲကြဲကြီးစီကိုရောက်ရှိလာခဲ့ကြပါတယ်။ဒီနောက်မှာတော့သူတို့ကလည်း ရုပ်ထုတွေကိုမီးရှို့ဖို့အတွက်မြားနဲ့ပြစ်လိုက်ပါတယ်။ရုပ်ထုတွေကတော့ဘာမှဖြစ်မသွားခဲ့တဲ့အပြင်မီးတောင်မစွဲပါဘူး။ကြောက်တွေးကြရတဲ့ခါမှာတော့သူတို့အားလုံးလည်းစိတ်ညစ်သွားကြပါတယ်။ကိရှန်နေဘလို့ဖြစ်တာလဲ။ငါမြားနဲ့ပြစ်လိုက်ပြီးပြီ။မီးကစွဲလည်းမစွဲဘူး။အရုပ်တွေကရေဆိုးနေရလား။မီးနဲ့ပြစ်လိုက်ကြတာမှမီးမလောင်ဘူးဆိုတော့ထိုးဆက်နေနော်။မဟုတ်တာအရုပ်တွေအကုန်လုံးရေမစိုးဘူးလေ။မိုးမမရွာထားတာပဲ။အယုတ်တွေအလုံး6တွင်းနေရောတခုခုဖြစ်တာလားမသိဘူးတွားကြည့်လိုက်အောင်မနော်ကီရှန်အနီနာကိုတွားကြည့်ရောမယ့်အချိန်မှာအယုတ်တွေကအသက်ဝင်လာခဲ့ပါတယ် ပြီးတော့အတန်အကျဲကြီးတွေလည်းရီမောနေခဲ့ရပါဘောရီရတယ်ကွာဟ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 ာကေရှန်နေငါတို့ဘာမှလာကြည့်မနေပါနဲ့ဒီမီလောက်ကတော့ငါတို့ဘာမှလုပ်လို့မရဘူးကွာမင်းသိလားအဲ့လိုပြောပြီးနောက်မှာတော့ရာဝန်အယောက်ကြီးကကေရှန်ရဲ့လက်ပင်ကိုညှစ်ထားခဲ့ပါတယ်ဒီအချိန်မှာမြားနဲ့တော့ဆင်ပြလိုက်တဲ့အခါမှာတော့ရာဝန်ရဲ့လက်ကိုထိသွားခဲ့ပါတယ်ဒါကြောင့်ကေရှန်လည်းလွတ်မြောက်လာခဲ့ပါတယ်ကေရှန်လည်းချက်ချင်းပဲအဲ့ဒီနေရာကထွက်ပြေးသွားပါတယ်ကြောက်တွေးခဲ့ရတဲ့ရာဝန်အယောက်ကြီးဒေါ်သာထွက်နေပါတယ်မင်းကဘာလုပ်တာလဲအတော်တတ်တေးရှိနေပါလား ငါရဲ့တားကောင်ငါလက်ထဲကနေလူကျူတယ်ဟုတ်လား။နာမည်ကိုအလွတ်ပေးမှမဟုတ်ဘူးစောင့်ကြည့်နေလား။ပြောပြီးနောက်မှာတော့ကောင်လေးကိုကန်ဆောင်ပြခဲ့ပါရဲ့။သူကတော့အဲ့ဒီနေရာမှာရင်တတိလှည့်သွားခဲ့ပါရဲ့။ရွာသူရွာသားတွေအားလုံးကိုအယုတ်ကြီးတွေကလိုက်ပြီးတတ်ကြပါရဲ့။ရွာသူရွာသားတွေအားလုံးလည်းကြောင်လန်းတကြနဲ့ဟိုးဟိုးဒီဒီထွက်ပြေးနေခဲ့ကြပါပြီ။ခဏကြာမှဗစ်တိုရောက်ရှိလာခဲ့ပြီးသူတို့ကိုပြောပါရဲ့။ငါတယောက်တော့ရှိနေရဲ့သားနဲ့မင်းတို့ဘယ်သူကမှဘာမှလုပ်လို့မရစေရဘူး။မင်းကဘာကောင်းဖို့လို့လဲ။အခုမင်းဟာမင်းတော့ငါတို့လက်ထဲကနေကဲတင်နိုင်မှာမဟုတ်တော့ဘူး။ မင်းတတိရှိတယ်ဆိုလို့ရှင်တော့လုံးကြီးလိုက်ငါတို့လည်းဒီမှာရှိနေရပဲစောင့်ကြည့်အောင်ငါတို့အများအထင်သိနေရကောင်ဒီလိုနဲ့ဗီဒီယိုကလည်းအယုတ်သုံးယုတ်စလုံးကိုဟာနုမန်ဖီးယားရဲ့ဒင်းမုံနဲ့ထိလိုက်ပါရီဒင်းမုံနဲ့ထိလိုက်တာနဲ့တရေတွေကအယုတ်ထဲကနေအပြင်ကိုထွက်လာခဲ့ကြပါရီဒေါသတကြီးနဲ့တရေကြီးတွေတရေမကြီးတွေကပြောပါရီဘာလို့တာလဲငါတို့ကိုငါရီရဲ့အိမ်တွေကနေဆွဲထုတ်လိုက်တယ်ငါရီရဲ့မော်အစွမ်းတွေဘလောက်တာမှစောင်းချုံတော့ရလဲတိလား နေတော့ငါလုံးဝအလွတ်ပေးမှာမဟုတ်ဘူးဒါပေမဲ့ဗီဒူကတော့အရန်ကိုကြီးနေရတဲ့တင်းမောင်ကြီးနဲ့တရေတွေကိုရိုက်ပြပါတယ်သူလည်းရိုင်းနေရိုင်းနေနဲ့တရေသုံးကောင်လုံးတခါတည်းအဆုံးသတ်ပြလိုက်ပါတယ်တရေတွေလည်းနေရာမှာအဆုံးသတ်သွားပါတယ်ပြီးတော့မကောင်းစွာရုပ်ထုကြီးတွေကိုလည်းတခါတည်းမီရှို့ပြခဲ့ပါတော့တယ်အားလုံးကလည်းပျော်ရွှင်စွာနဲ့အော်ဟင်နေခဲ့ကြပါတယ်ဒီလိုနဲ့ရွာလည်းပြန်လည်အေးချမ်းသွားပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျွန်မရဲ့ channel လေးကို like and subscribe လုပ်ချဖို့အမေကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်